င်္ဂလာပါဗျာကျွန်တော်ကတော့ရှင်ကျော်အိစာပြမိတ်ကြီးစီကန်းတို့ဒီပညာကိုခိုင်စားတော့ဆရာဦးလိုင်ဝင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီပန်းပြုတ်လက်အခွဲစည်းကြီးနဲ့ပတ်သက်ပြီးလှုပ်ဆောင်ရမယ့်လုပ်ငန်းများနဲ့တကွခံကျက်ရည်ရချက်ဥတည်ချက်တွေကိုကျွန်တော်တို့ကဆရာတဝူးချင်းတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ကမေးမြန်းမယ်အစီအစဉ်လေးရှိပါတယ်အဲ့ဒီမေးမြန်းမှုတွေအကုန်လုံးကိုကျွန်တော်ဆရာဦးလိုင်ကဦးဆောင်ပြီးတော့မေးမြန်းတော့မှာဖြစ်ပါတယ်ခင်ဗျာ ါဗျာကျွန်တော်ကတော့ရှင်ကျော်အိဆာပြာမိတိစေခန်းတို့ကြီးပညာကိုခိုင်ထားသောဆရာဦးလိုင်ညီဝင်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ကျွန်တော်တို့ရှင်ကျော်ပန်းပြုတ်လက်အဖွဲ့အစည်းအနေနဲ့ပထမအကြိမ်မြောက်ကနပါလာစီရစာမေးပွဲဖြေဆိုဖို့အတွက်ကျွန်တော်တို့ရှင်ကျော်ပန်းပြုတ်လက်အဖွဲ့အစည်းမှဆရာကြီးဆရာမကြီးများကြောက်ရွံ့လာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပန်းပြုတ်လက်အဖွဲ့အစည်းကြီးနဲ့ပတ်သက်ပြီးလှုပ်ဆောင်ရမယ့်လုပ်ငန်းများနဲ့အကွာခံကြရည်ရွယ်ချက်ဥတည်ချက်တွေကို ကျွန်တော်တို့ကဆရာတဝူးချင်းတယောက်ချင်းဒီတိုင်းကိုကျွန်တော်တို့ကမေးမြန်းမဲ့အစီအစဉ်လေးရှိပါတယ်။အဲ့ဒီမေးမြန်းမှုတွေအကုန်လုံးကိုကျွန်တော်ဆရာဦးတန်နေဝင်းကဥဆောင်ပြီးတော့မေးမြန်းတော့မှာဖြစ်ပါတယ်ဗျာ။အဲ့တော့ကျွန်တော်တို့ရှင်ကျော်ခဏပါလာစီယာဆာမီပွဲဖြေဆိုဖို့အတွက်ပန်းပြုတ်လိုက်ရဲ့ခဏပါလာစီယာဆာမီပွဲဖြေဆိုဖို့အတွက်ဒီနေ့မေးခွန်းထုတ်มาလဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီနေ့ရှင်ကျော်ပန်းပြုတ်လိုက်ခဏပါလာစီယာဆာမီပွဲမေးခွန်းလွှာထုတ်ခြင်းအတွက်အာ အားလုံးတန်ကြစိတ်များကျင်းစီရန်အဲကျွန်တော်တို့တွေမိကွန်းစွာထုတ်တဲ့အခါမှာအကုန်လုံးအခွဲဝင်ဆရာကြီးများမှနေ၍တစ္ဆာစုပြီးမိကွန်းထုတ်ခြင်းထို့ပြင်ခိုင်းလုံးမြကြီးနဲ့ပတ်သက်သောအထူးထူးသောဘုဒ္ဓရာပွဲရာများနဲ့တကားကဏဘာလာရှိရစာမီးပွဲဖြည့်ဆူရတဲ့ရည်ရွယ်ချက်ဥတီချက်လှုပ်ဆောင်ချက်တွေကိုကျွန်တော်ဆက်ပြီးမေးမြန်းတော့မှာဖြစ်ပါတယ်အားလုံးပဲလိုက်ပါချေပြပါရကျေးဇူးပါ ိုက်ဥတော်အားကြိုက်ဟုတ်ကဲ့ဒီနေ့နောက်ပဲဖြစ်ဖြစ်ပန်းပူလက်အဖွဲစည်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကျုံကဆုံရတာပေါ့ဆရာကြီးကျုံကဆုံရတဲ့ခါကျတော့ကျွန်တော်တို့ဝမ်းသာတာပေါ့ဟိုနောက်ပဲဖြစ်ဖြစ်ဝါနေသမတင်ရအကြီးမြတ်တဲ့ဆရာကြီးတွေနဲ့ကျွန်တော်တို့တွေ့ဆုံမြင်ရတာအများဝမ်းသာတယ်အဲ့တော့တွေ့တုံးဆုံတုံးတော့ဆရာကြီးတို့ကိုကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲအထူးထူးသောဘုရားကြီးတွေအလို့ငါဆရာကြီးတွေကိုချင်းကမှာပေါ့ဆရာကြီးအဲ့တော့ကျွန်တော်နဲ့တကွာပညာသက်နူးနယ်သေးတဲ့ ရှင်ကျော်မျိုးဆက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟိုတည်တင်တာလေးတွေဆောင်းတင်တာလေးတွေရှောင်းတင်တာလေးတွေကျွန်တော်ကတော့ဟိုအခုချိန်ကြီးမေးမြန်းနေပါသေးတယ်။အခုချိန်ကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးချင်တာလေးတွေရှိတယ်။ချိန်ခုကြည့်ပါအဲ့ဘယ်ဖြစ်လို့အဲ့တော့ချိန်ချိန်ခုအသက်ဘယ်လောက်များဖြစ်တယ်ဆိုတော့21 21နှစ်တောင်ဖြစ်တော့ဟုတ်အဲ့တော့ဒီခိုင်းတော်မြတ်ကြီးရဲ့ပညာကိုယူတဲ့ဘာကြတော့ဘယ်လောက်လောက်ဖြစ်ပါလဲ35 40ဝန်းကျင် 35နှစ်လောက်အတွေ့အကြုံဖြစ်သွားပြီပေါ့အဲ့တော့ဒီရွှေညောအိစာမြတ်မိတ်ဆေခိုင်းမမြတ်ကြီးရဲ့ပညာကိုဆရာကြီးဘလူညာစပြီးတော့တွေ့ကြုံခဲ့တယ်လေဘယ်ဆရာရှင်ကယူခဲ့တယ်လေနောက်ပြီးတော့ဘာကြောင့်ယူခဲ့တယ်လေပြီးတော့ရွှေညောခိုင်းမမြတ်ကြီးရဲ့ပညာကိုမယူခင်မှာဆရာကြီးဘလူကျင်လေခဲ့တယ်လေဆိုတော့ဘဝအမှတ်တရလေးနဲ့ပတ်သက်ပြီးဆရာကြီးနင်းငယ်တော့ကျွန်တော်တို့ပြောပြပေးပါဦးပညာယူတဲ့အတိုင်းသာဆိုတော့ မြပေါင်း30 35 40ဝန်းကျင်ဟုတ်ကဲ့ဆို40ဝန်းကျင်မှာပညာမျိုးပြင်ကာလကတော့ပညာယူရတဲ့ရှေ့လဲရမယ်ပြောဒါမျိုးအချင်းချင်းဆိုတော့လေကျင်းချုံပြီးတော့ပြောဟုတ်ကဲ့ပါဒီပညာမယူခင်မှာရွှင်ကျော်ဆိုတာလည်းသိနာမယ်ဟုတ်ကဲ့ဘယ်ကဲဘယ်ကနာဆိုတာလည်းနားမယ်ဟုတ်ကဲ့စိတ်လည်းမှုန်တော့ဟုတ်ကဲ့နောက်ဆိုအပြင်ဝန်ထမ်းလောက ကျင်လည်ခဲ့တဲ့အတွက်ဟုတ်ရွှေရောဆိုတာကြားတော့ကြားဘူးလားဟုတ်ကြားတော့ကြားဘူးလေအဲ့ဒါမျိုးအထီးတွေ့ဖြစ်ဟုတ်ကဲ့အဲ့တော့အထီးတွေ့ဖြစ်တဲ့အတိုင်းတာကတော့နေပက်မှာဒီပြောမယ်ဆိုရင်ပြည်ပက်မှာဒီဘက်မှာတာဝန်ထမ်းဆောင်ရတယ်လို့ရွှေရောဆရာတယောက်ကကုနဲ့ပတ်သက်တဲ့ကျေးဇူးရှိတဲ့ဆရာတယောက်ဆရာတယောက်ရဲ့မိသားစုဟုတ်နေစဒီသားစုကိုခုတဲ့အခါမှာနောက်ပိုင်းကျမှသူက ထုတ်လိုက်စမ်းတုတ်လိုက်စမ်းဆိုတဲ့တိုက်တာတွေဒါရွှင်ကျော်ဆိုတဲ့တိုက်ဆိုအဲ့မှာရွှင်ကျော်စပေါ့ပြောမယ်ဆိုတော့ရှစ်ဆယ်တစ်ခုနဲ့89 80 80ကျဝင်းကျင်တော့ဟုတ်ကဲ့ဟုတ်အဲ့လောက်မှာရွှင်ကျော်ဆိုတာအဲထဲထဲဝင်ကြားလိုက်ရဟုတ်ကြားလိုက်ရတော့အဲ့မှာကိုကတော့ဒီဆရာနဲ့ဆရာကတော်နဲ့ပြောကစစ်တာအကဲခတ်တော့ကဲခတ်တော့ငါဆရာကတော်ကဆရာကိုနိုင်ကျင်လို့ ိုဆရာကိုပင့်ပြီးတော့ပေါင်းပြီးတော့ယောက်ျားကိုနိုင်ရင်လို့ပေါ့။ဟောက်ရင်နဲ့ယူကျင်လို့ဆိုတဲ့အတွေ့မျိုးကိုဆရာနဲ့ပင်းတယ်ဆိုတဲ့အတိုင်းတော့တကယ်ကိုကတော့ဘူးလေအဲ့ဒီရွှေညောဆရာကိုကတော့ပါလေဝေမာမိတာ။ဟာဒီဆရာဆရာတော့အချိုက်ကိုလိုက်ပြီးတော့ဆရာကိုကိုရဆရာကိုဇက်တိုက်ထားတယ်ဇက်တိုက်ထားတယ်ဆိုတဲ့အဲ့ဒီဝေမာမိပါဘာရှင်ညောဒီလိုပေါ့။ဟုတ်ကဲ့။အဲ့မှာပြောကစစ်တော့ အပေါ်လိုက်စမ်းကက်လိုက်စမ်းဆိုတော့ဆရာပြောထားတယ်ဗောဟုတ်ကဲ့ဟုတ်ကဲ့ပေါ်လိုက်စမ်းပေါ်ဆိုပေါ်လိုက်ကက်ဆိုကက်လိုက်ဒီလိုဆိုပဲအဲ့လောက်ကြီးပြန်ပြန်နေတယ်နောက်ပိုင်းမှာဆွေးရင်ရောက်ဆန်းဆိုတဲ့အခြေပြဟုတ်ကဲ့နင်းရဲ့မူလခုနကမူလပေါ့ခလားမူလပြန်လန်းပြလန်းဆိုတော့ဆရာတော့ဝါဝါကြီးဟုတ်ကဲ့ဆရာထခုနဟေးငါဘယ်ရဆိုတဲ့ရွာနာမည်လေးရောမဖြစ်တော့ဟုတ်ကဲ့နော်ငါဘယ်ရမှာ ငါနာမည်ဘဒူဆိုပြီးတော့ဒီလိုပြင်မြင်ကုန်နဲ့ခုံလိုက်တာဒီတောင်နှစ်တောင်ကြီးမလို့ရောက်တယ်ဟာအဲ့ကြောင့်ဟာဒီရတော့ထူလာပြီမပြက်နိုင်ဘူးဟာဒါချက်နိုင်တာဆက်နိုင်တော့ပြင်နိုင်ကွာကျင့်ထားတဲ့အတွက်ကိုလည်းဒီလိုပေါ့လုလုလုကြည့်တယ်ဘယ်ရအောင်မင်းမလုပ်တာဆရာလည်းဟုတ်ကောကျွန်တော်နည်း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 တော့လက်ခံတာဟုတ်လားဟုတ်ပြီအဲ့တော့ထူးဆန်းနေထူးဆန်းနေပေါ့အဲ့ဒါ ခုတော့ဗောလေဦးရင်ကြည့်ပြန်တော့အောင်တိုင်းကြတော့သူကရှုံးပြရတယ်ဆရာချုပ်လိုက်စမ်းဆိုတော့လေချုပ်တယ်တုတ်လိုက်စမ်းလို့တုတ်တယ်အထွက်ဆိုထွက်ဆင်းဆိုဆင်းဆိုတော့နည်းနည်းလေးတော့ရင်ပါလာဟာအွှေလို့တော်လိုက်အဲ့မှာလေဆရာအပင်းကြီးကြီးချတယ်စက်တီစက်တုံဖြတ်လေးဘောသူကိုလုံးကရှင်ရောရဲ့ပူထုံးပြောမှခုပြီးရင်ဘယ်နည်းကြာပြန်ချိန်ရဲ့ ယခုထိခေါင်းလေးမှာချက်ချင်းတချို့ဘူးဆရာလေးပေါ့ဟုတ်ချက်ချင်းကူတယ်ချက်ချင်းဆက်ဖြတ်တယ်ချက်ချင်းဈေးဈေးပညာပေါ့ဒီပညာအမွေပေးတယ်ဟုတ်ကိုလုံးအောင်မဟုတ်ဘူးဒီနေ့ကူတယ်မနေ့ကတပတ်ခါဒူနောက်ပြန်ချိန်ဒီနေ့ကူတယ်နောက်နေ့ပင်ချာနောက်နေ့ဆက်ဖြတ်ပေါ့အဲ့လိုဟုတ်တယ်ဖြစ်နိုင်ရောကွာဒီနေ့စပြီးတော့ကူပဲတခါလေးကူလိုက်တယ် အပြင်ပါရှာ။အော်ချပြီးတော့ကဲ။၃ရက်မြောက်၃ရက်မြောက်ပြန်ချိန်ပြန်လာပြီးစိတ်တိုင်းကြာရင်စိတ်တိုင်းကြာရင်တော့မှထပ်ပြီးတော့တပတ်ဆယ်ရက်ထပ်ချိန်ကြီး။ပြန်တော့အဲ့ပဲပဲပြန်လာအဲ့မှာစစ်တယ်မရှိကမှပညာကြောင်းပြောမယ်၊ဂိုင်းကြောင်းပြောမယ်၊ကာယကရှင်ရနေပြီးတော့အာကျွန်တော်ကျမတို့ပညာကြီးဖြစ်ပါလေ။ပြီးပါအိုးလုံးကတော့အတိရဆိုတော့ပညာတစ်ဆင့်မှာ၃တယ်ဟုတ် ဒီလက်ထက်ကဟုတ်လားပညာယူအဆင့်ကို30ကျွန်တော်20ပဲပါပါအေးဘောဟုတ်ဟုတ်30ပြန်ရှာလည်းလို့ရှာတာပညာခက်တယ်ဘုရားတို့တွေ့တယ်နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်လားလားအပီးလက်ထက်မှာအဲ့လိုလေးပြတော့အာကိုမင်းစိတ်ဝင်စားတာလေကျွန်တော်ဟာလည်းမပေါ့ဒါမှမဟုတ်လည်းထူးတယ်ဟုတ်တယ်အေးဘောရတယ်အဲ့ဒါဆိုငါဝေးတယ်ဝေးတဲ့အတွက် ငါကိုစားမင်းတောင်းဝတ်တခုတော့ငါ့ကိုကူညီပေးဆိုတော့ကြိတ်ပါအခုပြရတယ်မန်းဆံမပက်ပြရအဒီမှာအတိုက်ရှိတယ်ပေါ့အတိုက်ရှိတယ်ဆိုတော့တမန်းဆံမပက်တယ်အဲ့ဒါကိုမင်းပက်ပြအားရတယ်ဒါပေမဲ့ရရတော့မရဘူးလေဒါမလို့ငါသစ္စာသုံးချက်တော့ပြီးဆိုရမယ်ဆိုရမယ်ဟာဆိုတာကညာများမဟုတ်ဘူးသုံးရက်သုံးရက်တော့ထိတ်တယ် ရမတော့ပါဘူးမဲသားမစားပါဘူးမျောင်းမျောင်းဖူးပါဘူးဒီသစ္စာကိုလည်းအဲ့ဒီတုံးကလည်းကိုလည်းကင်းပါလေဟုတ်ကဲ့ပြောပါမှာအိုးလုံးကလည်းကင်းပါဟုတ်အာဒါတော့နိုင်တယ်အဲ့ဒါနဲ့သစ္စာအဲသစ္စာဆိုတော့အဲ့ဒါတော့သစ္စာဆိုလို့ပြောတာအဲ့မဆိုခိုင်းဘူးထပ်ပြီးသွားပြောရမယ်အဲ့ဒါထိန်းနိုင်လားထိန်းထိန်းအဲ့ဒါဆိုဆိုနေပါလေလက်ဝါးရိုက်ပြည့်တယ်ငါဖေငါဆရာလို့ပုံကြည့်တယ်သုံးရက်ပညာတည်စီဒါပဲပြီးခဲ့ဟုတ်ကဲ့အဲ့တော့ပြီးခဲ့တော့ တမဆန်ပဲ့ရတာပေါ့တုံးရက်ထင်းရတာဟုတ်တုံးရက်ထင်းပြီးပြီးတော့ပြန်စစ်တော့ဆရာကလာစစ်တော့ဘယ်စစ်တော့မရှိတော့ဘူးပြောပါပါညာဟုတ်ဟုတ်ဆရာကလို့လည်းအဲ့ဒါလူလူလေးများလေးအရှင်ကြီးလည်းရှင်းဝါးရေးပါရတဲ့ဘုရုဝပြီးတော့ဒါမလို့ဆရာကတော့အဲ့တော့တော့ပညာမယူတော့ပြူရပါဟုတ်အဲ့ဒါနဲ့ဘယ်တော့ကြာသွားလဲဆိုတော့လင်းငါ6နှစ်လောက်ထိဒီပညာကိုလည်းမေ့ပြောင်းပေါ့အဲ့ကြောင့်ပါဆိုတော့ အောင်လန်းဆရာပြောက်ကခုလက်အဲခုလက်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 ဘောလီဘောထက်လို့အောင်လို့သူကအထက်ပြပြီးတော့အောင်နဲ့ဘောလီတော့ကောင်းမလေးတယောက်ကခုနေတဲ့ချိန်မှာအဲ့ဆရာအိမ်မှာဗရင်းပေါက်ဘူးကျမ်းပေါက်ဘောဗရင်းပေါက်အကုန်ပေါက်အဲ့ရနေချောင်းကြည့်တာကောင်းမလေးတယောက်အဲ့တော့ဘာပြောလို့လဲဟာဒီဆရာကတူကိုယ်တိုင်လုပ်တယ်တူကိုယ်တိုင်ပြန်ဩသူနှုတ်ကထွက်သွား တွေ့တော့မှအဲ့ဒီဆရာနေလို့အေးတဲ့နေငါအကြောင်းသိရအဲ့လေကျင်းလဲကျောင်းနှုံးနေကြမျိုးလိုပဲပြူးလို့လုံးဝရင်းရကြရင်းကြအဲ့ဒါကို